အားလုံးမမင်္ဂလာပါခင်ဗျာ night ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမဲ့ပွဲကောင်းချို့ကို preview လုပ်မှာဖြစ်ပါတယ်ဘောလုံးပွဲတွေကိုနေရာကျကျကစားတဲ့ညီကိုတွေကိုကြီးကျော်နဲ့တွားရောက်ဆက်သွယ်ပါပေါင်ကုံကကိုကုံကုံသုံးကနည်းနည်းချောက်တက်တက်ကိုတွားရောက်ဆက်သွယ်ပြီးတော့မိကုန်းလေးတွေမိကိုနဲ့စိတ်ကြိုက်ဖြစ်ပြီးဆိုတော့ကစားပေါ့ဗျာကျွန်တော်တို့ကိုကြော်ကြပေးတာကငွေကြေးကြီးစိတ်ချယုံကြည်ရတယ်ဆိုတော့ဇနုံတစ်ခုတည်းကြည်ပြီးကြော်ကြပေးတာဖြစ်ပါ ပြီးတော့ဒီနေ့ညမှာ the two young boy ထွက်มาဖြစ်ပါတယ်နိုင်ငံပွဲတွေကြစ်ဖွင့်နေသူတွေအောက်မှာပေးထားတဲ့ဘာသာတွေကိုတော့ရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်အာမေးနီးယားနဲ့ဟန်ဂေရီကစားမဲ့ဘွဲကမြန်မာစာတော်ချိန်ဒီနေ့ည7:00နာရီခွဲမှာဖြစ်ပါတယ်အဂျာမေးနီးယားတင်းဒီကမ္ဘာအဆင့်104နေရာမှာရှိပြီးတော့ဧည့်သည်ဟန်ဂေရီကအဆင့်38မှာရှိပါတယ်ဒီပွဲတွေပြမကျော်ဟန်ဂေရီကွဲမှာကစားတော့ဟန်ဂေရီက2-0နဲ့နိုင်ခဲ့ပါတယ်အဲ့ဒီတော့အင်ကွင်းကနေဘော်ဒီချေ1.60သူပေးခဲ့တယ်ဂိုးပေါင်းချက်က3အပေါင်း40ပေးခဲ့တာဖြစ်ပါတယ် ီ OSF မှာ Hungary ရဲ့ Ireland ရဲ့ Armenia ရဲ့ဒီ၃သင်းတီငါးမှတ်လေးမှတ်သုံးမှတ်ဆိုပြီးတော့ဒုတိယနေရာကိုအပြိုင်ဖြစ်နေတာဗျ။ဟို Asia Armenia တင်းကတော့လောလောဆယ်သုံးမှတ်ပဲရထားတာဆိုတော့ဒုတိယနေရာအတွက်တော့မျောလင့်ချက်တော့နေတာပေါ့ဗျ။ပြီးတော့သူကတော့ဂိုးကွာချချက်ကလည်းအနှုတ်ခွန်ဖြစ်နေတော့သူ့တော့ကတော့မျောလင့်ချက်တော့လေးနေတော့ပါဗျ။ဒီဂိုးကွာချချက်ကိုဖယ်ပြီးတော့ရလက်တွေကောင်းဖို့ပဲပွဲချနှစ်ပွဲကိုအနိုင်ရအောင်ကစားနိုင်တယ်ဆိုရင်တော့ဟိုသူ့အတွက်မျောလင့်ချက်တော့ရှိမှာပေါ့ဗျ။ ဒီအမေနီးယားရဲ့အင်ကွင်းတွေကိုကြည့်တဲ့အခါအင်ကွင်းမှာပေါ်တူဂီတန်းကိုသူ0 fight နဲ့ရှုံးတယ်။အဲတုန်းကဟိုကမ္ဘာစစ်ငါးနေရာမှာရှိတဲ့ပေါ်တူဂီကအမေနီးယားကွဲမှာဗိုလ်ဂျက်နှစ်နှုတ်90ပေးတဲ့ဘောပေါင်းချက်က၄အပေါင်း30ဒီပေးခဲ့တယ်။သူတို့ရဲ့ဒုတိယအင်ကွင်းပွဲကမ္ဘာစစ်62နေရာကအိုင်ယာလန်နဲ့သူတို့တွေ့တော့2-1နဲ့နိုင်တယ်ဗျ။အဲ့ဒီပွဲမှာအိုင်ယာလန်ကဝေးကန်းကနေတင်းနှုတ်80ပေးတယ်။ဘောလီဂျစ်တင်းနှုတ်80ကိုပေါင်းကြီးကနှစ်နှုတ်80ပြီးခဲ့တယ်။ဆိုတော့ကမ္ဘာဖလားချစ်စစ်ပွဲအတွက်အင်ကွင်း၃ပွဲကစားဖို့ရှိတဲ့နေရာမှာနှစ်ပွဲကစားပြီးပြီး တပွဲဆုံးသားတယ်တပွဲနိုင်သားတယ်ဆိုတော့မစိုးပါဘူးဗျာသူတို့အိမ်ကွင်းမှာကစားထားတဲ့ဟိုအိမ်ကွင်းနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲကိုကြည့်တဲ့အခါနိုင်ငံကသူတို့အဲ့ဒီအိုင်ယာလန်ကိုနိုင်ခဲ့တဲ့တပွဲပဲရှိတယ်ဗျာဂျန်နက်၄ပွဲကိုသူတို့ဆုံးသားတယ်အိမ်ကွင်းမှာမာရယ်ကောင်းကောင်းတုံ့ပြန်နိုင်တယ်ဆိုပေမဲ့ဟိုအနိုင်ရဖို့အတွက်တော့ရုန်းကန်နေရတော့မှာပဲဟန်ဂေရီကတော့အဓိကဆုံးပြိုင်ပွဲအိုင်ယာလန်ကဒီနေ့ညပေါ်တူဂီသင်းနဲ့တွေ့တဲ့အချိန်မှာသူ့အတွက်ဒီပွဲကတော်တော်လေးရည်ကြီးသွားပြီဗျာ၂၀၂၆ကမ္ဘာဖလားကိုသွားကြရင်ဟန်ဂေရီကပလေးအော့ဖ်ကစားကွင်းရဖို့လိုသွားပြီဆိုတော့ ဩစတြေးလျနေရာမှာရှိနေတဲ့ဆိုတဲ့အချက်ရယ်ကိုးကွာစားချက်အပေါင်းတစ်ဆိုတဲ့အချက်ရယ်နောက်ဆုံးလက်ကြံပွဲကိုသူတို့ရဲ့အိမ်ပွဲမှာကစားရမယ်ဆိုတဲ့အချက်ရယ်အဲ့ဒါတွေအကုန်လုံးပေါင်းလိုက်ပြီးဆိုရင်ဒီနေ့ညမှာဟန်ဂေရီတင်းတွေအာမေးနီးယားနိုင်အောင်ကစားရင်ရပြီကိုရီးအများကြီးဖြစ်ဆက်မလို့ဘူးနိုင်အောင်ကစားရင်ရပြီ01ဒါမှမဟုတ်02အနိုင်ရဖို့တင်ကြတဲ့ရလတ်လေးတစ်ခုဖြစ်အောင်ဖန်တီးနိုင်ရပြီဆိုတော့အနိုင်ကိုမရမရှင်းတော့ဟန်ဂေရီအသင်းတွေတေချာပေါက်တိုက်ပြီးတော့ကစားလိမ့်မယ်အနိုင်ကိုရသွားပြီဆိုရင်ဟန်ဂေရီကစားချင်မှကစားလိမ့်မယ် မတော်စများသူတို့ကိုတကူသွင်းခါလိုက်ရပြီဆိုရင်ဟန်ဂေရီစီကတဲတဲပဲပဲကစားပုံမျိုးဒီနေ့ညမှာမင်းရနိုင်တယ်။တေချာတော့ကဒီပွဲမှာဟန်ဂေရီတည်ရကြလို့မဖြစ်ဘူးရှုံးလို့မဖြစ်ဘူး။ဒီပွဲတက်ပေးထားတဲ့စတဲ့ဂျင်းပါအဲ့တဲ့ဟန်ဂေရီတင်းကနေဘော်ဒီဂျေး1ပေါင်း50ပေးတဲ့ဂိုးပေါင်းဂျေးက3အပေါင်း60ဖြစ်ပါတယ်။အခုနေ့လည်းတနာယူခွဲချိန်မှာတော့ဘော်ဒီဂျေးကတင်းနှုတ်20လောက်ထိရောက်သွားပြီးဂိုးပေါင်းဂျေးကတော့ဒီနားမှာပဲ3ပေါင်း40 50ပါပဲရှိပါတယ်။ပထမကြော့မှာပေးခဲ့တဲ့ဂျေးကို အင်ကွင်းအဝေးကွင်းပြောင်းနဲ့ခွာပြီးပေးမယ်ဆိုရင်ဒီပွဲတည်1ပေါင်90ဝင်ယူ1ပေါင်90 1ပေါင်40ဒီလောက်ပေးမယ်ဆိုရင်လုံလောက်ပါတယ်ဗျဒီနေ့မှာဟန်ဂေရီကနိုင်မဖြစ်မယ်ဆိုတဲ့အခြေအနေတစ်ခုကြောင့်ဒီပွဲကျေနံပြင်းလာတယ်လို့ကျွန်တော်ယူဆပါတယ်ဒီပွဲမှာအဲ့ဒီကျေပြင်းနေတဲ့အဲ့တဲ့ဟန်ဂေရီအသင်းရဲ့ဘော်ဒီတကြောင်းတည်းကိုပဲကြိုက်ပါတယ်ဗျနောက်ထပ်တစ်ပွဲကအာဇာဘိုင်ဂျန်နဲ့အစ္စလန်ကစားကြမဲ့ပွဲ17ခွဲမှာပဲဖြစ်ပါတယ်အာဇာဘိုင်ဂျန်သင်းဒီကမ္ဘာစစ်123အစ္စလန်က84ဒီအုပ်စုမှာပြင်းထန်တဲ့အုပ်စုပေါ် နေဝဂလာပြည်ပြည်စစ်မှတ်ရထားပြီးယူကရိန်းကအုပ်စုဒုတိယနေဝဂလာ9မှတ်အိုင်စလန်တဲကနေဝဂလာ၄မှတ်ရထားလက်ချက်ပွဲတွေမှာယူကရိန်းကဒီနေ့ညမှာပြင်သစ်ကိုဝေခွင့်သွားခတ်ရမယ်ဆိုတော့အဲ့ဒီမှာမထင်မှတ်ဖဲနဲ့အိုင်စလန်ကပို့ပြီးတော့မျောလင့်ချက်ကလေးကောင်းလာတယ်ဗျအဲ့ဒီမျောလင့်ချက်နဲ့ပဲဒီပွဲကိုသူတို့ကစားနေမယ်ဒီပွဲမှာအိုင်စလန်ဒီလုံးဝရှုံးလို့မဖြစ်ဘူးတရေကျလို့မဖြစ်ဘူးအဲ့တော့မှယူကရိန်းချုံသွားတဲ့အခါဒုတိယနေရာကသူတို့နဲ့ဟုတ်သွားမှာသူဒီယူကရိန်းတပ်ကိုဝေခွင့်ချချက်လဲတာတယ် နောက်ဆုံးပွဲကြံကယူကရိန်းပွဲမှာသွားကားစားရမှာဆိုပေမဲ့ယူကရိန်းဒီလက်ရှိသူတို့အိမ်ပွဲမရှိတဲ့အခါအော်ဘာမှတောင်းတနေလျာမရှိဘူးဗျာဆိုတော့အက်စလန်အတွက်ဒီနေ့ညဒီပွဲတီတော်တော်လေးရေးကြီးတယ်အဇာဘိုင်ဂျန်နဲ့အက်စလန်ပထမအကြော့ဂလာတော့ကအက်စလန်ကဘော်ရီဂျေ1ပေါင်း60ပေးတယ်9ပေါင်းဂျေက3ပေါင်း60ပေးပြီးတော့9ကိုပြတ်နိုင်တာဗျာအခုဒီပွဲစတဲ့ဂျေမှာအက်စလန်ကဘော်ရီဂျေ1ပေါင်း30ပေးတယ်9ပေါင်းဂျေက3အပေါင်း80ပေးတယ်နေ့လေအခုမြန်မာစံတော်ချိန်2နာရီကျော်လာတဲ့အချိန်မှာအက်စလန်ရဲ့ဘော်ရီဂျေတီ ဝန်တီဝေယောကနေဝမ်ပေါင်းအတင်းနှုတ်30လောက်ဖြစ်လာတဲ့ကိုပေါင်းကြီးကနှစ်နှုတ်100ဖြစ်လာပရမကျော်သူ့အိမ်ကွဲမှာပေးခဲ့တဲ့ကြေးကိုပဲအိမ်ကွဲအဝေးကွဲစံနှုန်းနဲ့ပြောင်းအတိုးချော့လုပ်ပြီးပေးမယ်ဆိုရင်ဒီဘက်မှာအစလန်ကတရနှုတ်90ဝေယောကနေတရနှုတ်60 90လောက်ဆိုလုံလောက်ပြီဗျာဒါကဒီဘက်မှာနံပါတ်1ကြေးပြင်းတဲ့ချက်ဒုတိယအနေနဲ့အစလန်နဲ့ယူကရိန်းဟာဈေးကွက်မှာပြားတရ30နဲ့ပြားတရ50ကျားလောက်กว่าတယ်ဗျာဆိုတော့လက်ရှိအစလန်တဲ့ရဲ့ 1D ဝေယောကနေတရနှုတ်30ဆိုတဲ့ကြေးဟာအရန်ပြင်းနေတဲ့အတွက်ကိုဒီပွဲမှာ အစလန်သင်းဘော်ဒီတစ်ကြောင်းတည်းကိုကျွန်တော်ကြိုက်ပါတယ်။နောက်ထပ်တစ်ပွဲကအန်ဒိုရာနဲ့အယ်ဗီနီးယားကစားကြမဲ့ပွဲ။အန်ဒိုရာသင်းဒီကမ္ဘာအဆင့်190နဲ့အယ်ဗီနီးယားကကမ္ဘာအဆင့်61ပထမကျတော့အယ်ဗီနီးယားမြေမှာကစားတော့အယ်ဗီနီးယားကဟို၃ကိုးပြတ်ဒိုနန်ကစားပြီးတော့အဲ့ဒီပွဲမှာဘော်ဒီချဲ2ပေါင်း50ပေးတယ်၊ကိုးပေါင်းချဲက2အနှုတ်40ပေးတယ်။ဒီအဆုမှာအန်ဒိုရာသင်းဒီအိမ်ဖြစ်အသင်းဖြစ်သွားပြီဗျာခုနှစ်ပွဲကစားပြီးတပွဲတည်ကြတယ်၆ပွဲရှုံးတယ်တမှတ်ပဲသူရထားသေး ဒီကမ္ဘာ့ဖလားရှင်စစ်ပွဲအတွက်ကစားထားတဲ့အင်ကွဲပွဲတွေကိုကြည့်ရင်တော့ဟိုအင်ကွဲနည်းနည်းလေးတော့ပါတယ်ဗျ။အင်္ဂလန်တဲကို0-1နဲ့ပဲသူချုံးတယ်။လက်ဗီယာကို0-1နဲ့ပဲချုံးတယ်။ဆာဗီယာတသင်းတဲကိုပဲ1-3ဆိုပြီးတော့ဟိုသူချုံးထားတာ။အဖီနီယာကြတော့ဒီပွဲမှာအနိုင်ဆုံးဖတ်ရဖို့လိုတယ်လို့အနိုင်ဆုံးနှစ်ကိုးပြတ်ဖို့လည်းလိုတယ်ဗျ။ဘာကြောင့်လဲဆိုတော့သူနဲ့ဒုတိယနေရာကိုပြန်ပြီးလုနေတဲ့ဆာဗီယာကဒီညမှာအင်္ဂလန်နဲ့ကစားရအောင်အမှတ်ရနိုင်ခြင်းရှိတယ်ဆိုတော့အခွင့်ကောင်းကိုသူယူဖို့လိုတယ်။ဆာဗီယာတွေအင်္ဂလန်ပြည်မှာဘာပဲဖြစ်ဖြစ်ဗျာဒီပွဲမှာအဖီနီယာက အန်ဒိုရာတဲ့ကိုနှစ်ကိုပြက်တော့အနိုင်ရထားပြီဆိုရတဲ့ဒုတိယပွဲကိုသူအေးစစ်စစ်ကစားလို့ရတယ်။တည်ကြလို့မရဘူးနိုင်မှရမယ်နှစ်ကိုပြက်တဲ့အခြေအနေတစ်ခုဖြစ်ရင်ပိုကောင်းတယ်။ဒီပွဲပြထားတဲ့စတဲ့ဂျင်းမှာအာမေနီးယားကနေဘော်ဒီဂျစ်2ပေါင်30ပေးတယ်5ပေါင်ကျက3ပေါင်50အဲ့ဒီစတဲ့ဂျင်းကိုကြည့်ကြည့်ပါအေဗီနီးယားကသူ့ရဲ့အိမ်ခွဲမှာပြီးခဲ့တဲ့ဂျင်းကိုပဲစတဲ့ဂျင်းမှာပြန်ပေးလာတာတော်တော်ကြီးပြင်းပြင်းရှားရှားကြီးကိုပြန်ပေးလာတာ ခုနှစ်လည်းနှစ်နာရီခွဲချိန်မှာကြတော့ Nvidia ရဲ့ body chain တွေ2.80ဖြစ်လာတယ်ဘိုးပေါင်းချက်က2.65ဖြစ်လာဆိုတော့ဒီဘက်မှာပေးထားတဲ့ body chain နဲ့ဘိုးပေါင်းချက်တွေပြဿနာရှိတယ်အပေါ်ကျရင်အပေါ်ကိုဇုံလိုက်ကသာအောက်ကျရင်အောက်ကိုဇုံလိုက်ကသာဒါမှစိတ်ချရမယ့်အခြေအနေတစ်ခုပေါ်မှာနေလို့ခြေတွေမှာကျွန်တော်ကိုအောက်ကိုတိုက်လိုက်ရှိပြီမြဒီညမှာတော့ Nvidia ရဲ့ဒီဘွဲနိုင်မှဖြစ်မယ်ဆိုတဲ့အခြေအနေတစ်ခုကြောင့်ပဲ Nvidia အသင်း body လည်းကြိုက်တယ်ဘိုးပေါင်းပေါ်လည်းကြိုက်တယ်နောက်ခုတွေကတစ်ခုပြောရရင်တော့ Nvidia အသင်း body ကျွန်တော်ပို့ပြီးကြိုက်တယ် ဒီညမှာဟိုပွဲကိုတရိုက်ကြည့်ပြီးတော့ကစားမဲ့ညီကိုတွေအတွက်ချောင်းပြီးကစားတဲ့နဲ့ပွဲတစ်ပွဲရှိတယ်အဲ့ဒါကအိုင်ယာလန်တင်းနဲ့ပေါ်တူဂီကစားမဲ့ပွဲဘာကိုချောင်းပြီးကစားတဲ့နာလဲဆိုတော့လက်ရှိမှာဟန်ဂေရီတင်းဒီအဲ့ဒီအုပ်စုပေါင်းအုပ်စုဒုတိယအိုင်ယာလန်တင်းကအုပ်စုတတိယဆိုတော့ဟန်ဂေရီကဒီညမှာပွဲအရင်ကစားရမှာအာမေးနီးယားနဲ့အရင်ကစားရမှာမတော်တဆမြန်ဟန်ဂေရီချေချော်လက်ချော်ဖြစ်သွားပြီဆိုရင်အိုင်ယာလန်တဲ့ဒီသူတို့ရဲ့အိမ်ပွဲမှာပေါ်တူဂီကိုအနိုင်ဆုံးတော့တရေလောက်ရအောင်ကစားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အိုင်ယာလန်ရဲ့နောက်ဆုံးပွဲကြံကဟန်ဂေရီနဲ့တွေ့မှာ ဆိုတော့အဲ့ဒီနောက်ကျပွဲကိုတေချာစနစ်တကျချောင်းပြီးကစားမယ်ဆိုရင်ကျွန်တော်တို့အတွက်အကျိုးအမြတ်ရှိနိုင်တယ်။ဟန်ဂေရီသာဂျက်လက်အတင်းဆောင်ဖြစ်သွားမယ်ဆိုရင်အိုင်လန်သင်းဘော်ဒီဟာတေချာဘောက်ကျွန်တော်တို့ပုံအောင်ရမယ်ထိုးခွက်လို့ဟိုကျွန်တော်ကအကြံပြုတယ်ဒါကဟိုနောက်ကျပွဲအတွက်ပြောတာနော်ဟန်ဂေရီသာနိုင်ရသွားပြီဆိုရင်အဲ့ဒီပွဲကမေ့လိုက်လို့ရတယ်။ဆော်ဒီလက်နားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်။မြန်မာပြည်ချင်းမြန်သောအေးချမ်းပါစေအာတမတရားနဲ့မြန်မြန်ကျဆုံးပါစေခင်ဗျာ။